အဓိကကနူရကက်စတင်နဲ့ရွေးထားလीเนาะကက်စတင်အောင်ပြီးတော့မှနူရဒီကားရိုက်ခွင့်ရခဲ့တာအဓိကမှကက်စတင်အောင်ခဲ့တာမင်းကလေးတဲမှာကထွန်ပလဲပေါ့เนาะထွန်ပလဲပြီးရင်နိုဝဲဆိုတော့ခါကြတော့ဒါဇလန်တွဲတဲမှာဆိုရင်တော့ဒါအပြည့်စုံမိကိုမြင်ရမှာပေါ့အခုလိုရုပ်ရှင်စကားကြီးပြောင်းလိုက်တဲ့ချိန်မှာအဲမိကဘလို့ဖြစ်သွားလဲဆိုတော့ဒီဟိုဖြက်လျှောက်တတာအဲ့လိုကြီးဖြစ်သွားဒီပရီမီယံရှိုးကိုမကြည့်မိခင်အရှိမသာဒီမီဒီယာအမားတွေကိုလေနှုံအရန်စူးစမ်းထားတာက ီကားမှာတော့အပေးကြပါလို့များဟိုစကားကြုံခဲ့မိတော့တအားရှက်နေရမှာပဲကိုရဲ့ဒီ master piece တစ်ခုဖြစ်တဲ့ဇလန်တွေကနေစကားပြောင်းမအောင်လို့တအားသွားခြင်းငယ်ရင်းနေခုံပြီးတော့မိကိုဘောနောတွေးခြင်းနဲ့အဲကိုကဘောနောရွှေရင်းနေနဲ့နှစ်နှစ်ကြာပြီးတော့မှမိကိုတွေးခြင်းနဲ့ဒီမိကိုစောင့်နေခဲ့ရလဲတော့၄၅နှစ်ရှိသွားခဲ့ပြီဘောနောဆိုတော့မိကိုအရန်တွေးခြင်းနဲ့ဒါပေမဲ့ကို့မှာသွားတွေးဖို့တတ်သိမရှိဘူး အမှန်တိုင်းပြောရင်တခန်းနဲ့ပါရမီကိုသွားပြီးမျက်နှာချင်းမဆိုင်ရခဲ့ဘူးဒီမြန်မာပြည်ရုပ်ရှင်ကားတွေမှာလေ main road ကိုအသားပေးရတော့ပေးဒါပေမဲ့ဒီ supporting road တွေရဲ့အားသာပုံလေတေချာလေးကိုသိရှိပြီးတော့မှနေမျက်မျက်တတလေးထဲစီချင်တယ်အဲ့ဒါမှစကားရဲ့တန်ဖိုးကအဆုံးထိရောက်မယ်လို့နှုတ်မြန်တာကြ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 ရက်ခဲတယ်အဲ့မှဆိုလေအဲ့လိုတခန်းပေါ့နော်ဒါပေမဲ့ရတဲ့တခန်းလေးကတော့မဆိုးအဲ့ဒါတော့တခန်းလို့သိခဲ့တယ် အဲဘော့စ်နံပါတ်88တော့လဲအလိုပဲအပြင်မန်းခံပြီးတော့တို့ရိုက်ခဲ့ညဘက်နိုင်ချင်းကြီးပေါ့နော်မောက်ဦးဝင်းနဲ့အဲ့မှာတော့ထွက်လာတော့လေအဖောင်ထဲမှာပတ်ပြေးနေတဲ့ကောင်မလေးတယောက်ဖြစ်ခဲ့ဆိုတော့အလိုအလိုအလိုပေါ့နော်အလိုအလိုတခမ်းဖြစ်ခဲ့တယ်ဆိုတော့ကိုကပဲသူတို့နဲ့တခမ်းဆက်ပေါ့နော်ကံပါလာတော့မပြောတော့ဘူးအလိုမျိုးဟုတ်အော်ကိုကိုဆိုလို့ရှိရင်တော့သူတို့ထုတ်လို့ရဖြတ်တော့မှာပဲတခမ်းမဲ့ပါတော့မှာပဲဆိုရဲ trauma ကတော့ရသွားပြီပေါ့နော် exclusively from Golden Valley. အဲအမှန်ကတော့ညီဆိုတာပေါ့နော်နို့ဒီယုံတင်မယ်လို့တည်ရတော့နို့တို့ဒီ16စခွန်အဲ့လောက်မှနို့တည်ရပေါ့နော်ယုံတင်မယ်ဆိုပြီးတော့မှအဲအဓိကတော့ဒီပိုစတာတွေတင်တယ်အဲ့ဒီထဲမှာကိုယ့်နာမည်ပါလာပထမတော့နည်းနည်းဟိုပေါ့နော်စဉ်းစားသွားပေါ့နော်ဒီကားကိုရိုက်ထားတာဟုတ်ရဲ့လားဆိုပြီးတော့နော်ဒါပေမဲ့ပြီးတော့မှဟိုကိုယ့်တငယ်ချင်းပေါ့နော်ထုံမလဲရန်သားတို့ရောမချီတို့ပေါ့နဲ့ရိုက်ထားတဲ့ကားပေါ့နော်ဒီချစ်ပန်းမမအောင်ပေါ့နော်အမိပြောင်းလဲလိုက်တာဆိုပြီးတော့မှပြီးတော့ခါကြမှာပေါ့နော်ဟိုဝမ်းလဲတာ သွားတယ်တိတိကျကျတော့ဘလို့ဝမ်းသာလဲဆိုတော့ဒီကားကကိုရိုက်ခူးသမျှဇလန်းတွဲတွေထဲမှာပေါ့နော်လုံးဝအောင်မာစတာပီးဖြစ်တယ်ဘာလို့ပြောနိုင်လဲဆိုတော့ဒီကားအတွက်ကိုပေါ့ကာရက်တာအတွက်ဒီကုန်ကျစိတ်တရားစာကိုဘက်ကလုံးဝကိုပေါ့နော်မနှမျောမနဲ့ပေါ့နော်လုံးဝသုံးခဲ့တယ်ဒီ character ရင်းမှာဒီမိဆိုတာမျိုးဖြစ်နေအောင်ပေါ့နော်အများကြီး aside ထုတ်ခဲ့ရပါတယ်လို့ဟုတ် အဲအဓိကတော့ဟိုပေါ့နော်ဟို pressure ရောပါပေါ့နော်ဟိုအဓိကကဟိုသူတို့ယုံတင်မဲ့ရက်ကအရန်ကတ်သွားတဲ့အတွက်ကြောင့် pressure ကိုလည်းသူတို့ဒီ note နဲ့တရရက်နဲ့အတွက်အမြန်စီစဉ်လိုက်ရတယ်တူပါတယ်အဲ့အတွက်ကြောင့်မို့ no see ဟို direct invitation တော့မရောက်လာခဲ့ဘူးပေါ့နော်ကိုကလည်းဘယ်လိုပဲဖြစ်ဒီကားထဲမှာပါဝင်ထားတယ်ဟိုအမှုပညာရှင်တယောက်ပဲပေါ့နော်ဒါပေမဲ့ဟို ဒါရိုက် invitation တော့မရခဲ့ဘူးအဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်ဒီပွဲလေးကိုမတက်ဖြစ်ခဲ့ဘူးပေါ့နော်အမှန်တော့နိုးစကားမရိုက်တာကဒီနှစ်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 နေပါလောက်ရှိပြီအဲပထမအချက်ကတော့ဒီစီးပွားရေးလုပ်ငန်းတွေပတ်ကုန်လုံးဦးဆိုင်နေလို့ရဒုတိယအချက်ကတော့နိုးဒီသွားပေါ့နော်သွားမှ bridge တက်ထားတဲ့အတွက်ကြောင့်မလို့ဒီရုပ်ရှင်ရိုက်တာကိုခဏလေးရန်နာထားပေါ့နော်ဒါရိုက် invitation မရခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်နိုးသွားကြည့်ရဲ့အပေးရဲ့အမရစီရနေပဲပေါ့နော်နိုးရေးဘဏ္ဍာခန်းပါတယ်ဆိုတာမျိုးလေးပေါ့နော်အပေးရလေးပြန်တော့အဲ့လိုမျိုးလေးတော့ကြားရပါတယ်ဟုတ် အဲအမှန်တိုင်းပြောရင်ပေါ့နော်ခုနပြောသလိုပေါ့ဒါအမှန်တိုင်းပြောပြရပေါ့နော်အဲ no ဒီ recover လုပ်မယ်ဆိုပြီးတော့မှသူများရဲ့ invitation letter တင်နေကြတာတွေ့တယ်လုပ်မယ်ဆိုတာလည်းသိရအမှန်တိုင်းပြောရင်ကိုယ့်ရဲ့ဒီ master piece တစ်ခုဖြစ်တဲ့ဇလန်တို့ရကနေစကိုင်းပြောင်းမအောင်လို့ တဟားသွားခြင်းငယ်ရင်းနေခုံပြီးတော့မိကိုဘောနော်တွေးကျင်တယ်အဲကိုကဘောနော်ရွှေရင်းနေနဲ့နှစ်နှစ်ကြာပြီးတော့မှမိကိုတွေးကျင်တယ်ဒီမိကိုစောင့်နေခဲ့ရလဲလို့လင်းကားနေရှိသွားခဲ့ပြီးဘောနော်ဆိုတော့မိကိုအရန်တွေးကျင်တယ်ဒါပေမဲ့ကို့မှာသွားတွေးဖို့တတိမရှိဘူးဟိုဘောနော်မိကအိတ်ခမ်းထဲမှာကို့ဘယ်လိုပြောမလဲတခမ်းမဲ့ပါလာမလားနှစ်ခမ်းမဲ့ပါလာမလားတော့မသိဘူးဘောနော်ဒါပေမဲ့နီးစက်ရရင်နေရတော့ကြားထားတယ်ဟိုအခမ်း တော်တော်များများတော့ဖြတ်ခံလိုက်ရတယ်ညီမလေးတို့ခန်းနေရပေါ့နော်တော်တော်နည်းရဆိုတော့လीအမှန်တိုင်းပြောရင်တခန်းနဲ့ပါရမီကိုသွားပြောမျက်နှာချင်းမဆိုင်ရခဲ့အားနာရလို့ဟုတ်တယ်အမှန်တိုင်းပြောရင်ရုံတင်ကားတင်မယ်လို့ကြားရရကနိုတညလုံးငိုခဲ့ရပေါ့နော်ဟဲ့ဒီမှာကြည့်ပါအောင်အော် ကိုကကိုကိုတိခဲ့တာဒီကားကနူရကတ်စတင်နဲ့ရွေးထားတယ်နော်ကတ်စတင်အောင်ပြီးတော့မှနူရဒီကားရိုက်ခွင့်ရခဲ့တာဒီကားမှာကတ်စတင်အောင်ခဲ့တာမင်းကလေးတဲမှာကထွန်ပလဲပေါ့နော်ထွန်ပလဲပြီးရင်နူပဲဆိုတော့ခါကြတော့ဒါဇလန်တွဲတဲမှာဆိုရင်တော့ဒါအပြည့်စုံမိကိုမြင်ရမှာပေါ့အခုလိုရုပ်ရှင်စကားကြီးပြောင်းလိုက်တဲ့ချိန်မှာအဲမိကဘလို့ဖြစ်သွားလဲဆိုတော့ဒီဟိုဖြတ်လျှောက်တတ်တာအဲ့လိုကြီးဖြစ်သွားတယ်ကိုတမူးထားတဲ့ character အဲ့လိုဖြစ်သွားတော့ ပြီးတော့ပေါ့နော်နောက်ဆုံးကဒါကဟိုဖြစ်နေကြပါပဲဒါကတို့ဒီအမှုပညာလောကမှာဖြစ်နေကြပဲဟိုနမဲစီတဲ့ပုံစံလေးပေါ့နော်ဒီကားကိုရိုက်ထားတဲ့စီနီယာအတိုင်းသားပေါ့နော်ကက်စင်အောင်ထားတဲ့အတိုင်းသားစီရမယ်ဆိုရင်နိုးနမဲလေးနည်းနည်းလေးတော့အရှိမရှိနေတဲ့နဲ့လို့ထင်တယ်အဲအခုနိုးညမဆိုရင်လည်းအားလုံးသိကြရဲတဲနနာဆိုပေါ့နော်သူဆိုလည်းစကားမရိုက်တော့ဘူးသူကတော့အိမ်အောင်ကြသွားပြီပေါ့နော်သူဆိုရင်ဒီကားမှာသူကဧည့်သည်တယောက်ဆောင်လုံးဝဆစ်ဆစ် ဲ့ဒီတေးဥဆောင်သူပါတော့သူကတော့လုံးဝပျော်ပျော်ကြီးပေါ့နော်သူကသူသူ့ character ကိုသူသိနေတဲ့အတွက်သူကငားတော့တခမ်းမဲ့ပေါ့နော်ဒါပေမဲ့သွားကြည့်ရတဲ့သူတွေကပြန်ပြောပြတယ်ဘာလို့ဒီနေ့က20ဆိုတော့21ရက်နေ့မှာယုံတင်မှာဆိုတော့တို့ကဒါဘယ်ခန်းဘယ်သူပါရမသိရသေးဘူးပေါ့နော်သူကနှခမ်းပါတယ်တဲ့အဲ့တဲ့တယောက်ဆောင်ကဘောနော် no one of the main character တယောက်ကကြတော့တခမ်းမဲ့ပါရယ်ဆိုတဲ့ချိန်မှာလေဟိုလိုစိတ်ထဲမှာတွေ့မြဲတော်ပါသေးရဲ့ကိုမသွားခဲ့လို့ဘောနော်သွားများသွားခဲ့လို့ဘောနော်ဒီ ရုံထဲကဒီပရီမီယံရှိုးကိုမကြည့်မိခင်အရှိမသာဒီမီဒီယာအမတွေကိုလေနှုံအရန်ကြိုးစားထားတာဒီကားမှာနှုံအပေးကြပါလို့များဟိုစကားကြုံခဲ့မိနှုံတအားရှက်နေရမှာပဲအရှိကားကြီးမှာလည်းအလိုအရှက်ရခဲ့တဲ့ကားကြီးစကားကြီးရုံနေကားကြီးအများကြီးရှိခဲ့ဆိုတော့อืมပြောရရင်ခုနကဝန်ခံသလိုပေါ့နော်ငိုခဲ့ရင်ဒါပေမဲ့အခုဒီရှိမှာတော့နှုံမငိုတော့ဘူး အဲကိုရလူငယ်ပဲလीเนาะဟိုအားနေခွိခွိလိုက်တာပေါ့เนาะဩရပါတယ်တော်ပါသေးရထိပ်ပြေတခါတော်တော်ကြီးလှနေရဆိုပြီးတော့ပေါ့เนาะအဲ့လိုပဲဆိတ်လျှော့လိုက်ပါရဲ့ဟုတ်อืมသူတို့ဒီဇလန်းတွဲဟိုမနော်စကားကြီးပြောင်းလိုက်တဲ့နာမည်ညိဆိုတော့ခါကြကိုနာမည်လေးနဲ့မိဆိုပြီးတော့သွားကြိုက်ဩအနည်းဆုံးတော့ကိုကာရက်တာနာမည်လေးနဲ့တော့တူနေသေးရပဲဆိုပြီးတော့တွေးပြီးတော့ဖြည့်သိမ့်နေတခါမဲ့ပါမဲ့ဩကျမရန်လှနေရပေါ့เนาะအဲ့အနေပဲဖြည့်သိမ့်လိုက်ပါရဲ့ဒီလိုပါပဲဒီလောကမှာရဟိုဖြစ်တတ်တယ်အဲ့တော့ ကွာဒီလိုလေးပဲတွေးပြလိုက်ပါရဲ့ဟုတ်อืมဒီကားကကြတော့ तू ကဘယ်လိုပုံစံလေးလဲဆိုတော့အဲတော်တော်များများအမိုက်ဆိုတီးကြရဲနှုတ်ကအမြဲတမ်းလို့ပန်းနုသေးပုံစံလေးပေါ့နော်ပန်းနုသေးပုံစံလေးဆိုတော့နူးနူးညံ့ညံ့လေးအဲ့လိုအေးအေးချမ်းချမ်းပုံစံလေး သွားတာများတယ်။ဒီကားကရှာရှာပါပါကတ်စတင်မမဗန်းကိုကတ်စတင်ဝင်ပြီးရထားတဲ့ကားဆိုနိုးတွယ်အရန်ထူချတယ်။နောက်တစ်ခုကအဲ့တကားလုံးမှာနှာခမ်းကြီးကိုရင်းတောင်ဆိုးထားတယ်။နှာခမ်းကြီးအနိုးမကြိုက်ဆုံးကလာပဲဘယ်တော့မှမဆိုးဘူး။ဒါပေမဲ့အဲ့ကားမှာငြိမ်ငြိမ်လေးအဆိုးခံနေပါဆိုနှာခမ်းကြီးရရဲဆုံးမှမိဖြစ်နေမှာမဟုတ်လို့ပေါ့နော်။သူ့ရဲ့ character ကကြတော့ဟိုပြောပြလို့ရှိရင်သူက မနာလိုစိတ်တအားကြီးရဲ့ character ဖြစ်တယ်။သူ့ဘဝမှာငွေကြေးပြည့်စုံတယ်၊သူဟာချမ်းသာတယ်။ဒါပေမဲ့တငယ်ချင်းဖြစ်တဲ့တန့်အပေါ်မှာပေါ့နော်။အဲဘယ်လိုပြောမလဲ။ကိုယ့်ရဲ့ဒီကားမှာတော့မပါတော့ဘူးဟုတ်တယ်ဆိုတော့ကိုယ့်ရဲ့အမျိုးသားရှိရမပါသွားရကိုယ့်အမျိုးသားပေါ့ကိုယ့်အမျိုးသားနဲ့တန့်ရဲ့အမျိုးသားနဲ့တငယ်ချင်းနဲ့ဆရာဝန်ချင်းနဲ့ဆိုတော့ခါကြတော့အဲ့ဒီအပေါ်မှာကိုယ့်အမျိုးသားနဲ့ကိုယ့်အဆင်မပြေမှုတွေတန့်အမျိုးသားတန့်စကားတအားနားထောင်တန့်အောင်တအားချစ်တဲ့အချိန်မှာ ဒီတငယ်ချင်းတရားမနာလိုဝင်တုံမှုတအားကြီးပြီးတော့မှပေါ့နော်ဒီမကောင်းတဲ့လမ်းကိုလိုမျိုးအရန်တွန်းပို့တဲ့ဘက်အဲ့လိုပုံစံလေးသွားထားပါတယ်လို့ဟုတ်ဟုတ်တယ်နိုးလဲအဲ့ဒါကိုတွေးမိရပါတော့အဓိကတွေးမိတာကဘာကိုတွေးမိရလဲဆိုတော့စကားတစ်ခုပြည့်စုံမှုဆိုတာကဇက်ဖို့ဇက်ရံဒီ supporting လို့ပေါ့နော် main role တွေကလည်းအရန်အားကောင်းတယ်ဒီကားမှာတော်တော်မှချီဆိုလဲတော်တော်ကြိုးစားထားတယ်ပလဲဆိုလဲကြိုးစားထားတယ်ဒီ ကိုမြင့်မြတ်ကောပေါ့နော်အကုန်လုံးကဒါအပင်ပန်းခံပြီးတော့ကြိုးစားထားတဲ့စိတ်နဲ့ထားတဲ့ကားကြီးအကုန်လုံးရဲ့မာစတာပြီလို့လည်းပြောလို့ရတယ်ပေါ့နော်နိုးတော့မျောနေနေသလိုပဲမချီလည်းမျောနေနေမှာပဲဒီဇက်ကားကြီးကိုလေဒါမဲ့ဟိုပေါ့နော်ဒီဒီမြန်မာပြည်ရုပ်ရှင်ကားကြီးမှာလေ main road ကိုအသားပေးရတော့ပေးဒါပေမဲ့ဒီ supporting road တွေရဲ့အားသာပုံနဲ့တေချာလေးကို သိရှိပြီးတော့မှနေမျက်မျက်တတလေးထဲစီချင်တယ်အဲ့ဒါမှစကားရဲ့တံပိုးကအဆုံးထိရောက်မယ်လို့နှုတ်မြင်တာအဲနှုတ်ကတော့ဟိုဘယ်လိုပြောမလဲဆရာကြီးလောက်တာတော့မဟုတ်ဘောနော်ဒါပေမဲ့ကိုယ့်ရဲ့ရင်ထဲကဖြစ်စေချင်တဲ့ဆန္ဒလေးတစ်ခုပေါ့နော်ကိုရီးယားကားကြီးမှာဆိုလို့ရှိရင်လေ supporting role ရဲ့ဒီ background character သူကသူတသက်ရှိပြီးသားသူကဘယ် character လာလို့ဒီလိုအချင်းယုံနေလဲဆိုတာရှိရယ်အခုကအကကြတော့ဒီမြန်မာရုပ်ရှင်တွေမှာဆိုရင်သူကဘာလဲဆိုတော့ ။ तू อ่ะအချင်းရုပ်ချင်လို့ကိုရုပ်ချင်နေဖြစ်နေအမှမဟုတ်ဘူး။ तू အချင်းရုပ်ရဲ့သူ့ရဲ့ trauma တွေ तू ဘာကြောင့်ဒီလိုအချင်းရုပ်နေရလဲဆိုတော့နောက်ကျောင်းကသူ့မှာအများကြီးရှိတယ်။ငငယ်လေးတည်းအချင်းမခံခဲ့ရလို့လား။ဒါမှမဟုတ် तू อ่ะခရုဆိုင်ချင်းမခံလို့လားလူတွေကပယ်ထားလို့လားဒါမှမဟုတ်မိသားစုအတိုင်းဝိုင်းကဆင်းရဲလို့လားပေါ့နော်အတိုင်းဝိုင်းကောင်းကောင်းတစ်ခုမှမလို့မကြည်ပြင်းခဲ့ရလို့လားပေါ့အဲ့လိုကြောင့်သာဒီကလေးတစ်ယောက်ကပြောင်းလဲလာတယ်အခုလိုဘဝမှာ van ဖြစ်လာတယ်ဆိုတဲ့ဟာမျိုးလေးပေါ့အဲ့လိုမျိုးလေးတော့နောက်ပိုင်းမှာထည့်စေခြင်းမြည်ဟုတ် အာအမှန်တိုင်းပြောလို့ရှိရင်လေအဲ့လိုမျိုးပေါ့နော်အဲနည်းနည်းတော့ဖြေရခက်တယ်။ဟိုချိုးတိနေတယ်လို့ခံစားနေရတယ်ပေါ့နော်။အော်ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ဒါကိုယ့်ကိုစင်တင်ပြီးခဲ့တဲ့ထုတ်လို့ရဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းလေးစားမှုရှိခဲ့တယ်အမြဲချစ်ခင်မှုရှိခဲ့တယ်။အခုချိန်ထိလည်းအတူတူပဲဒါမဲ့ဟိုစိတ်ထဲမှာပေါ့နော်။အော်ကိုယ့်ဆိုလို့ရှိရင်တော့သူတို့ထုတ်လို့ရ ဖြတ်တော့မှာပဲတခမ်းမဲ့ပါတော့မှာပဲဆိုရဲ trauma ကတော့ရသွားပြီပေါ့เนาะအဲ့ဒါဟာတော့အဲ့တခုတော့ရှိတာပေါ့เนาะအဲအဲ့လိုမျိုးကြ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 ရက်ခဲတယ်အမှဆိုလဲအဲ့လိုတခမ်းပေါ့เนาะဒါပေမဲ့ရတဲ့တခမ်းလေးရတော့မဆိုးအဲ့ဒါတော့တခမ်းလို့သိခဲ့တယ်အဲ boss ညမ88တော့လဲအဲ့လိုပဲအပြင်မှန်ခံပြီးတော့တို့ရက်ခဲညဘက်နိုင်ချင်းကြီးပေါ့เนาะမအူဝဲနဲ့အဲ့မှာတော့ထွက်လာတော့လဲအဖောင်ထဲမှာပတ်ပြေးနေတဲ့ကောင်မလေးတယောက်ဖြစ်ခဲ့ဆိုတော့အဲ့လိုအဲ့လိုအဲ့လိုပေါ့เนาะအဲ့လိုအဲ့လိုတခမ်းဖြစ်ခဲ့တယ်ဆိုတော့ ကိုကပဲသူတို့နဲ့တခန်းဆက်ကံပါလာတော့မပြောတော့ဘူးအဲ့လိုမျိုးဟုတ်